အားလုံးပဲမင်္ဂလာပါ။ဂျဲကတော့ Grade 12 Mathematics ကိုသင်ကြားမယ်ဂျဲစုဆန္ဒဖြစ်ပါတယ်။ဂျဲသင်ကြားမယ့်ဘိုင်းဆန်အားတွေကတော့ Grade 12 Mathematics ရဲ့ Chapter 11 Applications of Integration ရဲ့11.5 Volume Using Cross Section ဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်။ လမ်းနည်းအောင်ကန်းပြောရမယ်ဆိုလို့ရှိရင်လမ်းနာရီနည်းနည်းဘာတွေပြောရမလဲဘာတွေရရှိသွားမလဲဆိုရင် volume ဆို solid ပေါ့ solid ရဲ့ volume ကြီးကိုဘယ်လိုရှာမလဲပေါ့နော်ဆိုတော့အပိုင်းကိုညီသုံးနည်းပေါ့ညီသုံးနည်းရှိရဲ့ညီသုံးနည်းကိုရရှိသွားမှာဖြစ်ပါတယ်အော် borons using cross section ပေါ့ဆိုရင်11.5က borons by methods or sliding เนาะ sliding ဆိုရင် method အဲသူရဲ့ formula က boron က integral A to B ပေါ့ upper limit က B lower limit က A AH ပေါ့ဒီကောင်ကဆိုတော့ area gauge ရဲ့ formula ဖြစ်တယ် cross section ပေါ့ဒီမှာပုံမှာပြထားတဲ့ဒီ duct line လေးညပြထားတဲ့နေရာပေါ့ cross section area ကိုမှ limit က A to B ယူထားပြီးတော့ form ရှာမှာပါဒီပုံစံကြီးကိုမှတ်ထားပါမယ် တော့ဒါကသူပိရမစ်ပုံလေးပါအစ္စမနိုင်ရပိရမစ်ပုံလေးကိုသူပါပုံပေးထားပါတယ်ရှုံးရင်ဖီကာဆိုတော့ပုံပေးထားတယ် height ကဘယ်လောက်မီတာရှိမလဲဆိုရင်4မီတာရှိမယ်ပေါ့နော် height က4မီတာရှိမယ်သူကလိုချင်တာကဘောရုံးဆော့ပိရမစ်ကိုလိုချင်တယ်ဒါဆိုရင်ဂျယ်တို့က cross section ရဲ့ area အနေနဲ့စဉ်းစားလိုက်တဲ့အခါကျတော့ဒီ area ဒီ 2h เนาะ 2h နဲ့ဒီဘက်က h နဲ့မြောက်တာပေါ့ ဒူရစ်နဲ့ h နဲ့မျှောက်လိုက်တော့ area 2a square ရရှိသွားမယ်ဆိုတော့ formula ကိုပြန်သုံးမယ် v equal to integral of ah dx ဒါဆိုရင် limit ကဘယ်နဲ့ဘယ်ကြားမှာရှိမလဲဆိုတော့0နဲ့စသောကသူပေးထားတဲ့ height ဖြစ်တဲ့4နဲ့ကြားမှာရှိမယ်အော် v equal to 0 to 4ပေါ့ ah a ကဆောရထားတဲ့အပြင် 2a square ကိုရည်တယ်ဒါဆိုရင်ကျတော့ integrate လုပ်လိုက်တော့ h 2 by 3 0244ထည့်လိုက်တော့128/3 0ထည့်လိုက်တော့0မလို့မရေးတော့ဘူးပေါ့ချေအဲ့တော့အဖြေက128/3မီတာကျူမီတာကျူကဘာကြောင့်ထည့်ရလဲ volume မလို့မီတာကျူသူရဲ့ given မှာမီတာပေးရလို့မီတာကျူအဲလိုမီတာမပေးခဲ့ဘူးဆိုရင် unit ကျူလို့ထည့်ရပါမယ်အော်နောက်ထပ် method တကူကကြတော့ Voronoi saw revolution ပေါ့ this method လို့ခေါ်တယ် this ပြားလေးတွေစီထားသလိုနဲ့တူတယ်ဒါရဲ့သူ့ရဲ့ formula ကကြတော့ Voronoi ပဲဒါပေမဲ့ပိုင်ပါသွားမယ်သူကအရှိမပိုင် limit က A to B F4A square DH เนาะသူရဲ့ origin မှာ1 square ပါမယ်ပိုင်ပူပါမယ်ဒါက this method ပေါ့เนาะအဲ့တော့ exam attend ကိုသွားမယ် voronzo revolution ကိုရေးထားရတဲ့ကျေတို့ဒီဘာမသက်ကိုသုံးအောင်မလဲဆိုရင်စောစောပြောခဲ့တဲ့ this method ကိုသုံးအောင်ပါမယ် เนาะအဲ့တော့0 to 3ပေါ့0 to 3သွားမယ် f of x equal to root x ရဲ့ပုံကဒီပုံလေးပါ root x เนาะ2ထည့်လိုက်မယ်ဆိုလို့ရှင် root 2 root 2ဆိုရှင်ဒီဘက်မှာလည်းဒီလိုကိုယ်ကိုယ်လေးဒါ root x ရဲ့ပုံမှာဒီပုံကဆိုတော့တိတ်မလို့ဒီပုံတော့ဖြစ်အောင်ဆွဲရအောင်အကပုံမဆွဲလိုက်ရသူကတော့ဒါက dis ရဲ့ပုံစံလေးကိုပေါ်အောင်လို့လုပ်ပေးထားတာအနည်းဆုံးတော့ဒီပုံဆွဲပေးရပါမယ် ်ဒါဆိုရင်ကျေတော့ပုံသင်ကြီးကိုစဉ်းစားမယ်ပုံသင်ကြီးမှာပိုင်ပါတယ် FOA square ပါတယ်ဒါဆိုတော့ပိုင်သူ့ဘေးရဲ့ FOA က root a is the whole square square နဲ့ root နဲ့ကြည်သွားတော့ h ပြန်ဖြစ်သွားမယ်သူ integrate လို့တော့ a square by 2ရဲ့ limit က0 to 3 3ကိုထည့်လိုက်ပေါ့9 by 2 0ထည့်တော့မရှိတော့ဘူးပေါ့0မရှိတော့ဘူးဒီမှာ unit လည်းမရှိဘူး unit လည်းမရှိတော့ကြောင့်မလို့ unit 2လို့ထည့်ပါတယ် ောက်တစ်ခုက ASML ကျမ်းရဲ့ဂျေရိုဘိုင်းပေါ့နံပါတ် B ကိုသွားမယ် A square နဲ့ HAC ကြားထဲမှာအတော့ y square to a square ဆိုတာတချမ်းလေးဆွဲပြီးတာ a square ကတကယ်ပါရာဘိုလာအစစ်ပေါ့သူက0 to 1အတွက်ပဲလိုချင်တာဆိုရတဲ့တချမ်းလေး0ထည့်မယ်ဆိုရင်ဒီမှာ0ထည့်တော့0 0 1ထည့်မယ်ဆိုရင်1 square က1ပေါ့ဒါကြောင့်မို့ဒီတချမ်းလေးဒီဘက်ကပုံမှာမလိုမဆွဲလို့ရတယ် เนาะကျေတို့ဒါကတော့ရှင်းအောင်လို့ this ပုံစံဆိုပြထားတာဒီဘက်ကပုံအောင်မဆွဲလိုက်ရတယ်ဒီပုံတစ်ခုနောက်နေတယ် okay တယ်ပေါ့เนาะ a စိစင်းနဲ့ကြားထဲမှာ360 rotate သွားမယ်ပေါ့ limit က0 to 1အဲ့တော့ formula က formula ကပြန်သုံးမယ် voronsov revolution အဲ့တော့ pi ဒီမှာက f of x က a square သူရဲ့ formula မှာက square ဆိုတော့ x to the power 4ဖြစ်သွားမယ်သူ့ integrate လောက်တော့ x to the power 5 by 5 သူရဲ့ limit က0 to 1 1ထည့်လိုက်တော့ by my 5 0ထည့်တော့မရှိတော့ဘူး unit မှာမီတာတွေပိုင်းမပါတဲ့အတွက် unit ကျုပ်ပေးပါတယ် example 11ဒါလည်းတူတူပဲ forum of revolution ပဲ y equal to sin by my 4 to ပါလဲ by x စနစ်ကြားတဲ့ကိုသွားမယ်ပေါ့ ့ i equal to size a size ဆိုရဲပြ0ကနေစပါတယ်0ကနေစဒါပေမဲ့သူက0ကစမိဘူးပိုင်ပိုင်4ကနေပိုင်ဆိုပိုင်ပိုင်4ကနေပိုင်ကို color လေးလောက်ထားပြီးရပိုင်ပိုင်4လို့ပိုင်မယ်ယူတယ် formula က follow of revolution ကပိုင်ငကို original f of x ကိုပါတယ်မလဲ square တယ်မယ် sin မလို့ sin square ဒါဆိုရင် zero integrate လုပ်တဲ့အချိန်မှာ sin square ကိုထပ်ပြီးတော့လုပ်လို့မရအောင်။ဒါကြောင့်သူ့ကို trig formula ပြောင်းမယ်။1 cos 2x 2 sin square ကအဲ့တော့မှ zero ရှိပါမယ်။1 2ပေါ့။1 2ကိုရှိလိုက်တော့ရိတ်လိုက်တဲ့ x 2 cos ကိုရိတ်တော့ sin 2x 2ဒီအောက်က2နဲ့ဆိုတော့4ဖြစ်သွားတာ။အဲ့လိုရိတ်လို့ပြီးသွားပြီဆိုတော့ပိုင်ထည့်မယ်ပိုင်ပိုင်4ထည့်မယ်ဒါနော် ဒါဆိုလို့ရှိရင်ဒီချက်က sin 2 pi လို့ sin pi လို့ဆိုရင်0 pi 2ကဘယ်လောက်လဲဆိုတော့1အကြောင်းမလို့1/4ဒီရှေ့ကပိုင်းပိုင်း8ဒီရှေ့ကပိုင်းအားလုံးဝင်ရှင်းမယ်ဒီဘက်ကိုဝင်ရှင်းလိုက်တော့3ပိုင်း square ပိုင်း8ရဲ့ပိုင်းပိုင်း4ရဲ့ရမယ် unit မပေးရတဲ့အတွက်ဒူလဲပါရမလဲဆိုရင် unit ကျုပ်ပဲရေးရပါမယ် တော့နောက်ဆုံးပေါ့နော်ဂျေရိုဒီဗော်ရုံးရဲ့နောက်ဆုံး method တခုဖြစ်တဲ့ workshop method ပါ workshop method ကြတော့သူက function ကိုလည်းနှစ်ခုရှိမယ်လို့ပြောတယ် function နှစ်ခုနှုတ်မယ် square တင်ပြီးတော့နှုတ်မယ် a for a square minus g of a square အရှိမပိုင်းပါမယ် limit ကတော့ a to b ပါပဲ example တွဲလေးကိုစဉ်းစားကြည့်အောင် example တွဲလေးမှာ y equal to a square ဆိုတဲ့ function တစ်ခု y equal to root a ဆိုတဲ့ function တစ်ခု x စနေတွေ့မယ် အဲဆိုရင်ဂျေရော y equal to x square ဆိုတာဒီဘာပုံထွက်မလဲဆိုပါရာဘိုလာပုံဇန်ပုံလေးเนาะအဲ့တော့အဲ့နှစ်ခုကိုပြင်မှာဘယ်နေရာမှာစုံမလဲဆိုတာလေးကို equation ရှင်းလိုက်မယ်ပေါ့ x square နဲ့ root ကိုရှင်းလိုက်တော့သူ့ရဲ့အဖြေက0နဲ့1နဲ့ထွက်သွားတာဒါကြောင့်0နဲ့1မှာစုံပါတယ်ဒါဆိုရင် upper limit ကဘာဖြစ်မလဲဆိုရင် root x lower limit ကဘာလဲ x square ဒါကြောင့် root x square minus x square square root 8ကို square တင်တော့ root နဲ့ square နဲ့ကြည့်သွားတော့ h က h to the power 4 equation လောက်လိုက်မယ်ဆိုရင် a square by 2 h 5 by 5 0 to ဘလောက်လဲ1 0 to 1ဆိုတော့ဒီချက်ကဒီထဲမှာ1ထည့်လိုက်မယ်ဒီထဲမှာလည်း1ထည့်လိုက်မယ်0ထည့်တာမရေးတော့ဘူးပေါ့0ကကြည်သွားမယ်ဒါကြောင့်မလို့3 by 10ပေါ့ unit မပါတဲ့အတွက် unit ကျပါ ဘယ်ဘေးကပုံကတော့မစွဲပါနဲ့နော်သူကတေးချရှင်းအောင်လို့တကွက်ချင်းရှင်းတာမစွဲနဲ့ဒီဘက်ကပုံကတော့ချင်းနေပါမယ်ပုံမှာအဲ့တော့သူကဒီမှာ function ရှိနေရ y equal to f of a ဆိုတဲ့ function တစ်ခုရှိမယ် g of a ဆိုတဲ့ function တစ်ခုရှိမယ် a စိစိရှိမယ်သူတို့နှစ်ခုရဲ့ intersection point ကိုယူမယ်ပြီးွားရင်ဘယ် function ကအပေါ်ကဖြစ်နေလဲ အဲ့တော့ boa ဖြစ်တဲ့ function ဆိုရင် f က boa ဖြစ်တယ်ဆိုရင် f က on the job boa ဖြစ်တယ်ဆိုရင် f square minus g square ရဲ့လို့ g က boa ဖြစ်နေရဲ့ဆိုရင် g square minus f square ပါကျွန်တော်ပုံဝင်ကြည့်ပြီးတော့ဆုံးဖြတ်တာပါအဲ့တော့ exercise 11 minus 3ကို celebrate တင်ကြရအောင်11 minus 3မှာ function ပေးထားတဲ့ y equal to 2x i equal to 4 ac equal to 0 i equal to 4ဆိုချက်ဒီမြင်ကိုဆွဲလိုက်လို့ရပြီ ac equal to 0ရတဲ့ဒီရောက်ကမြင်ပေါ့နော် y equal to 2h ဆိုတော့ဒီမှာအဲ့တော့ x ကို1ပေးရင် y က2 0ပေးရင်0 00 x ကို1ပေးရင် y က2ပေါ့ဒီမှာနော်အဲ့ဒီထဲမှာမှသူက limit က0နဲ့4ကြာမှာရှိမယ်နော်ပြီးတော့ y equal to 2h ရှိမယ် အေးစိစေးရှိမယ်ဆိုဒီ box လေးပေါ့နော်ပြီးတော့မှ rectangle ဆို height က8 rectangle ရော height က8ဆိုတော့ဒီ8လေးပေါ့နော်ဒီသေးလေးထည့်ရမှာပါတော့သူရဲ့ function ပြန်ရင်မယ် y equal to 2x y equal to 4နော်အဲ့တော့မှသူ 2x equal to 4ပေါ့ intersection point ကိုရှာလိုက်တော့ x is equal to ဘယ်လောက်လဲဆိုရင်2ပေါ့ x က2ဆိုတဲ့နေရာမှာဖြစ်ပါမယ် is က do ဆိုတဲ့နေရာမှာဖြစ်ပြီးအဲ့တော့ area ကိုစဉ်းစားမယ်ဆိုရင်ကျေတို့ကဒီမှာ4ဒီကောင်4ပြီးွားလို့ရှင်4ထဲကနေဘ누구ကိုနှုတ်လိုက်မယ်ဒီမှာ rectangle လေးထပ်ဆွဲပြီးလိုက်ဒီကောင်လေးကိုလူချင်ဒီညာသေးလေးကိုပြန်ချဲတာဒီကောင်ရဲ့ height ကတော့8ပဲဘက်မှာကတော့4ဒီဘက်မှာ2 a ဆိုနှုတ်ပေးလိုက်တော့4 2a height ကဘယ်လောက်လဲ8အဲ့တော့ rectangle မှာဆိုရင် area ကိုရှာခြင်းအလျားမြောက်အနေဖြစ်တဲ့အတွက်4 2a ကို8နဲ့မြောက် သူဝင်ပြလိုက်တော့32 16 8အဲ့တော့မှ function ရပြီဆိုတော့မှကျတော့ foreign ရဲ့ function revolution နဲ့မှပြန်ပြီးအစားသွင်းမယ်32 16 8သူ integrate လုပ်လိုက်တော့32 x 80 square limit က0 to 2ဒီမှာတွေ့ရတာအဲ့ဒီ0 to 2အစားသွင်းလိုက်တော့32 unit square ကိုရရှိမယ်တချမ်းပေါ့ unit 2 32 unit 2ကိုရရှိပါမယ် အဲ့တော့ဘတ်ဘီကကြတော့သူကပါရာမီတာကဂျမ်းဖြစ်နေရပါဘူးပါရာမီတာဂျမ်းလို့သူရဲ့ given အပေးရတယ်။ဒါဆိုရင်ဂျယ်ရိုစလောနောက high ရ4 2 8ရเนาะဒီမှာ rectangle လေးပေါ့ high က2ခုရှိမယ်4 2 8က2ခုရှိမယ်ပါရာမီတာဆိုတာ2ဆ ပါရမီတာကဂျမ်းပေါ့နော်ပါရမီတာဂျမ်းဆိုရဲပြောကြတန်းနေညှိပေးလိုက်တော့ဟိုဘက်ကိုရွှေ့လိုက်တော့ a + 4 2 = 5 h ကိုထားခဲ့မယ်ဆိုရင်ဟိုဘက်ကိုရွှေ့လိုက်တော့1 2a ဒါဆိုရင် area ကိုလိုချင်နေဆိုရင်ဂျေရိုကစသော4 2 h နေရာမှာက1 2a ဝင်မြောက်လိုက်တော့4 6h - 4a2 ဒါအောင် integrate လုပ်မယ်ဆိုရင်4 integrate လုပ်တော့ 4x 6ကို integrate လုပ်တော့ 6x square ပိုင်း2မလို့ 3x square 4x cube ပိုင်း3ပေါ့4 by 3 is 2 limit က0 to 2အဲ့တော့စားသွင်းလိုက်ပြီးရောရှင်တော့9 1 by 3 unit 2ရရှိမှာပါ အဲ့တော့ဂျေရိုကနံပါတ်4ဆက်ကြည့်အောင် y equal to f of a limit က a to b ပဲ360 degree နဲ့သွားမယ် a စီစဉ်ဒီမှာ limit ပေးထားတယ်။ a က1/2 b က4 function က 3x 2နော်အဲ့တော့1/2နဲ့4ကြားထဲမှာရှိရဲ function က 3x 2 x ကို0ပေးရင် y က2เนาะ x ကို4ပေးရင်4 3 12ဆို14ပေါ့ဒီနေရာရဲ့14 အဲ့တော့မှာ forum of revolution ကိုလိုချင် pi f y square ဆိုတော့ဒီမှာရတယ်3 plus 2 the whole square နော် dx အဲ့တော့3 plus 2 the whole square ကိုကျေတော့ integrate လုပ်လိုက်တော့2ပေါ့2ကိုပြန်ပြီးတော့ဘာနဲ့စားမလဲဆိုရင်3နဲ့စားထားတာနော်အဲ့တော့ pi min 4အဲ့ဒီရှေ့က3ရတယ်3ဆိုတော့ pi min 4ပြီးွားရင်ထည့်မယ်သူ့ကို4ထည့်မယ် နော်ပြီးွားရင်မထည့်မလဲ1/2ထည့်မယ်ရှင်းလိုက်တော့နောက်ဆုံးဖြည်က2401 by my 8 unit 2ရရှိမှာဖြစ်ပါတယ် exercise level 3ရဲ့ number 4a ပေါ့ f of x equal to 3x plus 2လို့ရဲ့ limit က1/224ပေါ့ဒါဆိုရင်ကျေတို့က volume of revolution ရဲ့ပုံသဏ္ဍာန်ကြီးက pi f of a the whole square dx ပေါ့ ်ပုံလေးရင်ဆွဲကြည့်လိုက်မယ်1 by 2မှာတစ်ခါ4မှာတစ်ခါ a 4a is equal to 3a by plus 2ကို0ထည့်မယ်0ထည့်မယ်ဆိုရင် y က2ပေါ့ဒီမှာ4ထည့်မယ်ဆိုရင်လေ3 4နဲ့ဆိုတော့14ပေါ့ဒီနော်ဒီကောင်ရရှိမယ်ပြီးရင် a စီစင်းနဲ့ပေါင်းကန်တာလေ1 by 2နဲ့4ကြတယ်လေပေါင်းကန်တာအဲ့တော့ဒီ function ကဘာရရှိလဲ 3a plus 2သူရဲ့ပုံသဏ္ဍာန်ကြီးရစကွဲတင်မယ် နော်သူ integrate လုပ်လိုက်တော့ဘာရမလဲကျုပ်ပိုင်း3 3ရဲ့အစံမြောက်ပေါ်ကင်းဖြစ်တဲ့3နဲ့ထပ်မြောက်မယ်ဒါကြောင့်မလို့ရှေ့ကိုပို့လိုက်ရင်ပိုင်ပိုင်4ပြီးရင် upper limit ထည့်မယ်4ကိုထည့်ထားမယ်နောက်ထပ် lower limit 1.2ကိုထည့်ထားမယ်ပြီးတော့ calculator နဲ့ session တော့နောက်ဆုံးဖြည့်သည်2401 pi by 8 unit 2ရရှိမှာပါ နောက်တစ်ခုကနံပါတ်5ပေါ့နော် wire f4h ပေါ့ gwa h နှစ်ခုပေါ့ function နှစ်ခုပေးထားတယ်အောက်မှာ function f4h က a square gwa h က 2a 0 to 2ကိုသွားမယ်ဒါဆိုရင်0 to 2မှာတော့ zero limit သတ်မှတ်ထားမယ် gwa h equal to 2h ပေါ့ 2h ဆိုတော့ h0 ဆိုရင်00ပေါ့အဲ့လို1ပေးမယ်ဆိုရင်2ဒီနေရာက1ပေးမယ်ဆိုရင်2နော် alpha a is equal to a square ဆိုတော့သူက parabola shape နော်ဒါကြောင့်မို့ 2x ကရှေ့က 0x ကအပေါ်ကဖြစ်သွားမယ် top က 0x ဖြစ်သွားမယ်ဒါကြောင့် formula ရွေးတဲ့အခါမှာ 0x square - f(a) square အခုဒီမှာ function ထည့်မယ် 0x ညာမှာ 2a square ဒီကောင်က origin နဲ့ a square ရှိတော့ a square square သူ့ကိုဝင်ပြလိုက်တော့ a4 ဒီဘက်က 4a square integrate စလုပ်မယ်ဆိုတော့ a ကို ညီကလေးစလုပ်မယ်ဆိုတော့ h2 by 3ဒီဘက်က h5 by 5 limit ထည့်မယ်2လေးထည့်မယ်ပြီးွားရင်ဘာထည့်မလဲ0ထည့်မယ်ဆိုရင်တော့မရှိတော့2လေးပဲထည့်လိုက်ကြပါဦးဒီညမှာအဲ့တော့မှရှင်းလိုက်တော့0 64 by 15ဘောတော့မလို့ unit ကျူပါအော်ကျန်တဲ့ကောင်လေးတွေကိုဂျေရိုဟုံးဝမ်အနေနဲ့ဆက်တွက်မယ်11 3ပေါ့နော်ဟုံးဝမ်လေးဆက်တွက်မယ်ပုံလေးတွေဆွဲပါမယ် ရှယ်အတင်တဲ့တင်ငန်းစာတော့ဒီနေ့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်။ပုံမှန်ပြည့်စုံတဲ့တင်ခန်းစာတွေမိကုန်းအဖြေနဲ့နှက်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။